တရင်ပေးသမ ्या အလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ကန်အပ်ပါတယ်ခင်ဗျာအခုတကပထမအဦးဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပတိန်ကြီးမျိုးနဲ့ပြူစောဒီခေါင်းဆောင်အောင်ခန့်အချင်းချင်းပြန်လဲပြက်ကက်လုံးချမှုကြောင့်တင်ဆုံးပေမဲ့လက်တဲ့တရားခံကိုမဖော်ထုတ်နိုင်လို့ တပ်ဖြတ်သွားတဲ့သူတွေလွန်မြောက်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းပတိန်ကြီးမြို့နယ်မှာပြူစောဒီခေါင်းဆောင်အောင်ခန့်ဟာအချင်းချင်းပြန်လဲလုံးကြံခံရတာကြောင့်တိတ်ဆုံးသွားခဲ့ပေမဲ့လည်းလက်တဲ့တရားကံကိုမဖော်ထုတ်နိုင်တာကြောင့်တပ်ဖြတ်သွားသူတွေကိုဖမ်းဆီးနိုင်ခြင်းမရှိဘူးလို့ပတိန်ကြီးမြို့နယ်မှာရှိတဲ့ပြည်သူ့ဆေးအတိုင်းဝိုင်းထံကသိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့ကအသက်35နှစ်အရွယ်ပြူစောဒီခေါင်းဆောင်အောင်ခန့်ဟာပြင်ပမှာသွားလာနေရင်ပျောက်ဆုံးသွားခဲ့ရတာကနေအလောင်းသာပြန်လဲရရှိခဲ့ကြအောင် ဲ့ဒီအလောင်းမှာနှိမ့်ဆက်တန်းရအပြည့်နဲ့ပြန်လဲတွေးရှိခဲ့ရကြအောင်အစိုးပါလောက်ကြမှုဟာမန္တလေးမြို့ပေါ်မှာရှိတဲ့အခြားမျိုးနဲ့အများမှပြည်သူစစ်ခေါ်ပြူစောတီများရဲ့လက်ချက်မှန်သိပေမဲ့လည်းတသိမရှိခြင်းနဲ့လက်တဲ့တရားကံကိုပေါ်ထုံးနိုင်ခြင်းမရှိလို့တပြတ်သွားသူများကိုဖမ်းဆီးနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။သူကပတိန်ချီမျိုးနဲ့ကိုကြော်ပြီးတော့ပေါ်တာဆွဲတာစကြေးတောင်းတာအခြားမျိုးနဲ့တွေမှာသွားပြီးတော့လူဝင်အားနဲ့အကျွေးတွေမိုက်ကြီးခွဲတောင်းတာတွေလုပ်တယ်။ဒါကအရေးစကားနဲ့ပြောရင်ခွင်းကြော်လောက်တာတွေများနေတာ။ ဒီတော့တခြားမျိုးနယ်ကပြူစောတီးတွေကမကြည့်ကြဘူးအဲမှာအော်တိုပါလာ29ရက်နေ့မှာပဲသူ့ပျောက်သွားပြီးတည်ဆုံးခဲ့တာပါပြူစောတီးအချင်းချင်းလောက်တာကတေးကြပါတယ်ဒါပေမဲ့ဘသူလက်ချက်မှန်မသိတာရဲ့ဓာတ်သိမရှိတာရဲ့ကြောင့်တက်သွားတဲ့သူတွေကိုဖမ်းမမိလိုက်ဘူးလို့ပတိန်ကြီးမျိုးနယ်မှာဒေတာတရင်ရင်းမြစ်ကပြောဆိုပါတယ်ပတိန်ကြီးမျိုးနယ်မှာပြူစောတီးခေါင်းဆောင်အောင်ခန့်ဦးဆောင်တဲ့ပြူစောတီးပွဲဟာလွန်ဆိုးသွမ်းပြီးလုံငန်းများကိုစစ်မှုတန်းပြေပေါ်တာဆွဲဖမ်းဆီးခြင်းငွေညှင်းခြင်းစက်ကြီးကောက်ခြင်း ပြည်သူလူထုပေါ်နိုင်ကျင့်နှိမ့်ဆက်ခြင်းတွေလှုပ်ဆောင်ခဲ့ကြောင်းပြီးခဲ့တဲ့အော်တိုဘားလ16ရက်နေ့ကလည်းပတင်ကြီးမျိုးနယ်အတွက်အမျိုးသမီးတဦးကိုကားနဲ့တိုက်ပြီးထွက်ပြေးရကနေအမျိုးသမီးဟာကားအောက်မှာညက်ပါသွားခဲ့ကြောင်းတို့ရမှာပတင်ကြီးမျိုးနယ်ပြည်စော်တီအဖွဲ့ကတာဝန်ယူဆေးရုံမပို့ပဲအမျိုးသမီးငယ်ကိုလမ်းဘေးမှာဆုံးပြမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်လက်ရှိမန္တလေးမြို့ပေါ်မှာမျိုးနယ်တီတီကပြည်စော်တီအဖွဲ့များဟာမတဲကြပဲမိမိမျိုးနယ်များအတွင်းမှာတခြားမျိုးနယ်များမှာပြည်စော်တီများဝင်ရောက်လာပါကလိုင်းလံစစ်ဆေးခြင်းဓာစီခြင်း နေမည်မကြောရန်တတိပေးခြင်းတွေနဲ့အပြိုင်ဆိုင်အင်အားပြန်ဆိုင်မှုတွေနဲ့အုပ်စုဘွဲ့ခွတ်ဆောင်ခုံးမှုတွေဖြစ်ပေါ်နေတယ်လို့သိရှိရပါတယ်။ဆလဘီထမန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့နထဝီမှာစစ်တပ်ထိုင်စခန်းနဲ့စကားတစည်းကိုတိုက်ခိုက်မှုတွေမှာအကြမ်းမဲ့စစ်တပ်ဘက်က6ဦးသေဆုံးပြီးမြိုင်မြို့နယ်မှာလည်းပြူစောတီတအုပ်ဖြစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။မန္တလေးတိုင်းနထဝီမြို့နယ်မိုးကန့်ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ထိုင်စခန်းနဲ့စကားတစည်းကိုတိုက်ခိုက်ရမှာ အကြမ်းဖက်စကောင်းစီဘက်က6កောင်သိဆုံးခဲ့တယ်လို့မြင်းချမ်းခရရဲ့မတဲတက်ရမှာတောင်းဝင်ရှိသူတအူးကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ28ရက်နေ့နဲ့29ရက်နေ့တွေမှာနထိုးကြီးမြို့နယ်မိုးကမ်းရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ထိုင်စခန်းနဲ့အင်အားဖြည့်ရန်လာတဲ့စစ်ကားတစ်စီးကိုတော်လိုင်းရင်တပွဲများက၂ရက်ဆက်တိုက်ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုတွေမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်သား6ဦးသေဆုံးကစစ်ကားတစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ပထမရက်တိုက်တာကထိခိုက်နေပါတယ်။နောက်ရက်မှာစစ်ခွေးအင်အားတွေကားနဲ့လာဖြည့်တာကိုသိရလို့အဲဒီမှာကျွန်တော်တို့ကဒရုန်းနဲ့စောင့်ပြီးခြားခဲ့တယ်။ဒရုန်းသုံးစီးနဲ့ခြားခဲ့တာပါ။နေရက်ပေါင်းကိုစစ်ခွေး6កောင်တည်တယ်လို့သိရပါတယ်။နောက်ပြီးစစ်ခွေးတွေဘက်ကထိခိုက်ပျက်စီးတာကတော့သူတို့ရဲ့ကားတစီထိခိုက်ပါတယ်။ပြီးတော့စစ်ခွေးတွေဘက်ကလည်း UAV ဒရုန်းခင်းထောက်ပြီးခြားတာကြောင့်အိမ်မှာကျွန်တော်တို့ဘွဲ့နဲ့မဟာမိတ်ဖူပေါင်းဘက်ကကားတစီလဲထိခိုက်ပျက်စီးသွားပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ မြင်းချမ်းခရရဲ့မတ်တက်တက်ရင်မှာတာဝန်ရှိသူကပြောပါလိမ့်အဆိုပါတိုက်ခိုက်မှုကိုမြင်းချမ်းခရရဲ့မတ်တက်တက်ရင်မြင်းချမ်းခရရဲ့မတ်ရှစ်တက်ရင်နတော်ကြီးမျိုးနဲ့ပကပနဲ့ရစကြိုးတပေါင်းစုတို့ကပူပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါလိမ့်ဒါပြင်မကွေးတိုင်းမြိုင်မျိုးနဲ့မှာလည်းပြူစောတီတဦးပြက်ကတ်ခံရပြီးသေဆုံးသွားတယ်လို့ပြည်သူလုံးမြောက်ရေးတပေါင်းစု PSC တာဝန်ခံကိုမိုးကပြောပါလိမ့်ရမနေ့နိုဝင်ဘာလ1ရက်မနက်8:24မိနစ်ခန့်မှာမြိုင်မျိုးနယ်တောင်ပိုင်းတရက်ကံပြူစောတီးရွာမှာနွားစာရဲရန်ထွက်လာတဲ့ပြူစောတီးတအိုးကို ဒေါ်လာရီတပွဲများကရိုင်ဖန်နဲ့ဖြစ်ခဲ့ရာကနေတည်ဆုံသွားတာဖြစ်တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွေမှာနှစ်ဖက်အပြန်အလှန်ပြက်ကပ်မှုအနှဲငယ်ဖြစ်ပွားခဲ့ပြီးဒိန်တန်အမိရှိတဲ့ဒူဇော်တီတို့ရင်ဘတ်ကြီးထိမှန်ကပေါ်ခြင်းပြီးတည်ဆုံခဲ့ကြအောင်။အဲဒီနောက်ဒေါ်လာရီရဲ့ပေါ်များတိုက်ခိုက်မှုရှိပဲပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။သူကစားထွက်လာတာကတယောက်တည်းပါ။နောက်မှစစ်ကူတွေထွက်လာကြတာပါ။ဒူဇော်တီတို့ကတော့နေရာမှာပဲပေါ်ခြင်းပြီးတည်ပါတယ်လို့ပြည်သူလူမျိုးရေးတပေါင်းစုပီရစီတာဝန်ခံကိုမိုးကပြောပြပါတယ်။ အဆိုပါတကိုင်းမှုကိုပြည်သူလုံးမြောက်ရေးတပ်ပေါင်းစု PSC မြိုင်ဘကဖတရင်တက်တခွဲ့တက်တခွဲ့လေးဒေါင်းတမန်တပ်ဖွဲ့အညာမြေတပ်ပေါင်းစုဝင်းပလီပြောက်ကြားတပ်ဖွဲ့ဒေါင်းကြီးနောင်တပ်ဖွဲ့နဲ့ TYK ပြောက်ကြားတပ်ဖွဲ့တို့ရဲ့ဇီလုံးညညုံမှုနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ဝလံမျိုးနဲ့ရွာသားကြီးဝါကိုစင့်အားဖြစ်တင်းရန်လာတဲ့ MI70 ရဟရင်တစီချီထီးမှန်ပြီးမိ गो ထွက်သွားတာကြောင့် ဓမ္မ33ကိုခွေပြေးဝက်ပြေးမောင်းပြေးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းဝလံမြို့နယ်ရွာသာကြီးွာကိုစိရင်အားဖြစ်တင်းရန်လာတဲ့ MI Samdi ရဟရင်တစီကြည်ထီးမှန်ပြီးမိခိုးထွက်သွားလို့ဓမ္မ33ကိုမောင်းပြေးသွားတယ်လို့ဝလံမြို့နယ်ပြည်သူ့ကော်ရေးဖွဲ့ကထုတ်ပြန်ထားပါတယ်။ယမန်နေ့နိုဝင်ဘာလ10ရက်နေ့မနက်8:58မိနစ်ခန့်မှာဝလံမြို့နယ်ရွာသာကြီးချေးွာကစစ်တပ်အထိုင်းစခန်းသို့စကိုင်းဓမ္မ33မှတက်လာတဲ့ MI Samdi ရဟရင်တစီဟာ ၎င်းတို့ရဲ့လူဝင်အားနဲ့လက်နက်အင်အားများလာချခဲ့ကြောင်းဒါပြင်မုံရွာနာမကားမှတက်လာတဲ့ဂျိုင်ရိုကော့ပတာတစ်စီးဟာလည်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်းသိရပါတယ်အဆိုပါအမိုင်ဆမ်ဒီရဲရဲနစီဟာယမန်နေ့မနက်9:24မိနစ်ခန့်မှာစကိုင်းတမ33တို့ထမှန်ပြန်တက်လာတယ်လို့သတင်းရရှိတာကြောင့်ကိုတောင်းကြဘာကာပလှူရှာပူပေါင်းမဟာမိတ်ဖွဲ့ကနေတိုက်ခိုက်ရန်ခင်ဖုံးဝက်ပြီးအသင့်ဆောင်ဆိုင်ခဲ့တယ်လို့သိရပါတယ်အဲနောက်နာမကားကနေတက်လာတဲ့ဂျိုင်ရိုကော့ပတာတစ်စီးဟာထမှန်ပြန်တက်လာပြီး ရွာသားကြီးကျေးဝါအနီးမှာဝရင်ကနေကာကွယ်ပေးပြီးပြန်တန်းနေစဉ်မနက်9:40မိနစ်ခန့်မှာဓမ္မ33ကနေထမှန်အင်အားဖြစ်တင်းရန်တို့အမိုင်းဆမ်ဒီရဲရဲနစီရောက်လာချိန်မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါတကမ်းမှုတို့မှာအကြမ်းတ်စစ်တပ်က ထိခိုက်ဒဏ်ရာရရှိသူတွေများပြီးအပြင်းထန်ဒဏ်ရာရရှိသူတွေကိုအမိုင်းဆမ်ဒီရဲရဲနဲ့ပြန်လည်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။တိုက်ပွဲတို့မှာအကြမ်းတ်စစ်တပ်ရဲ့အမိုင်းဆမ်ဒီရဲရဲတစ်စီးဟာ၎င်းရဲ့ဂျန်နရေတာအရန်အင်ဂျင်ကိုထိမှန်ပြီး ်မိခိုတလိမ့်လိမ့်နဲ့အင်အားချနိုင်ချေမရှိတော့ဘဲနဲ့တမ33နဲ့ပြန်လဲမောင်းပြေးသွားတယ်လို့သိရပါတယ်အဆိုပါတိုက်ပွဲမှာပူပေါင်းပကပလှူရှားပွဲကဂျီအင်အားကိုဒုံဒုံကျော်ဒုံပြူတိုက်ခိုက်ခဲ့ရကြအောင်ထိတွေ့တိုက်ပွဲတော့မှာအကြမ်းမဲ့စတက်ပကထိခိုက်မှုတွေရှိပြီးဘီသူကွက်ရဲ့ဖွဲဘက်ကထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ဆက်လက်ပြီးထမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပြင်းဟုံးလွေမှာစတက်လောက်ကန်ပြူစောဒီခေါင်းဆောင်နေစဉ်လက်ကိုငွေသိန်း1500နီးပါးတံပိုးရှိတဲ့ဘိန်းပြူတွေပါဝင် ပြင်စတိုတနက်တလက်နဲ့တူဖမ်းမိခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းပြည်ဦးလွင်ကပျော်စော်တီခေါင်းဆောင်နေစဉ်လက်ကိုပတိန်ကြီးမျိုးနဲ့မှဘိန်းဖြူတွေအပါအဝင် ပြင်စတိုတနက်တလက်နဲ့တူဖမ်းဆီးရရှိခဲ့တယ်လို့သိရပါရစေ။အဲလိုဘိန်းဖြူနဲ့လက်နက်တွေဖမ်းဆီးရရှိတဲ့နေစဉ်လက်ဟာအကြံဘတ်စက်တလက်အောက်ခံပျော်စော်တီပြည်သူ့ဆဲခေါင်းဆောင်ဖြစ်ပြီးတော့ပြည်ဦးလွင်မျိုးနဲ့ပဒေသာမျိုးတဲ့ရက်ွက်ကြီးရှစ်မှာဖြစ်တယ်လို့သိရပါရစေ။ပြီးခဲ့တဲ့အော်တိုဘာလ22ရက်နေ့ညနေ9:20မိနစ်ချိန်မှာ မိုးရီဆေးဝါးတားဆီးနိုင်နေရဲ့ရဲတပ်ဖွဲ့ကပြူစော်ဒီခေါင်းဆောင်နေစင်လက်မောင်းနေလာတဲ့မီဆူပီရှိအော့တလန်ဒါအမျိုးအစားမော်တော်ယာဉ်ကိုရတန်ရှာဖွေစစ်ဆေးရမှာ၎င်းရဲ့ယင်ပေါ်ကနေဘိန်းပြူအလေးချိန်5.94ကီလိုကာလာပေါက်စီတန်ဖိုးငွေကျပ်1485ဒိန်ပင်စတိုတနက်တလက်၎င်းကြီး20တောက်ကြီးအိမ်တစ်ခုလက်ပြပုံနှလုံးနဲ့လက်ကိုင်းဖုံတစ်လုံးတို့ကိုတွဲရှိတင်ဆက်ရမိခဲ့တယ်လို့သိရပါတယ်အဲဒီနောက်ဂွင်းဆက်ဖော်ထုတ်ချက်တွေရအော်တိုဘာလာ22ရက်နေ့ည7:30မိနစ်အချိန်မှာ အဆိုပါဘိန်ဖြူများတဲဆောင်ရောင်းဝယ်ရမှာပူပေါင်းပါဝင်တဲ့ရဲချော့ခေါ်ကိုရဲကိုမန္တလေးမြို့ချမ်းရီတဆန်မြို့နယ်စမွန်ရက်ကွက်မှာတိုယိုတာ Crown အမျိုးအစားမော်တော်ယာဉ်တစ်စီးလက်ခိုင်းဖုံနှလုံးလုံးနဲ့အတူထပ်မံဖမ်းဆီးရမိခဲ့တာကြောင့်ဗျူသောတီခေါင်းဆောင်အသက်48နှစ်အရွယ်နေစဉ်လက်နဲ့အသက်32နှစ်အရွယ်ရဲချော့ခေါ်ကိုရဲတို့ကိုအုံချောင်းနေမြေရဲစခန်းမှာမိုးရစေဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့စေဝါများဆိုင်ရာဥပဒေအရအမှုပွင့်ရေးယူထားတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာမှာဆေးရဇွဲမှုနဲ့ လူခွင့်ရေးချိုးဖောက်မှုတွေပုံမှုဆိုးလာနေတယ်လို့ UN3 ပေးတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာနိုင်ငံမှာစိတ်ရဇွဲမှုတွေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကပုံမှုဆိုးဝါးလာနေပြီးတန်းနဲ့ချီတဲ့ပြည်သူတွေဟာနိုင်ငံအနှံ့မှာဆင်းရဲဒုက္ခတွေခံစားနေရတယ်လို့ UN ကုလသမဂ္ဂကသတိပေးပြောဆိုခဲ့ပါတယ်။ UN ရဲ့မြန်မာနိုင်ငံဆိုင်ရာလောလတ်တဲ့စုံစမ်းစစ်ဆေးမှုရန်ရာအကြီးအကဲနီကိုလတ်စ်ကွန်ချန်ကလက်ရှိမြန်မာနိုင်ငံထဲမှာနိုင်ငံတကာရာဇဝတ်မှုမြောက်တဲ့ဖြစ်စဉ်တွေဟာအချင်းကြီးအရာရော ဂျန်နန်ပြင်းထန်မှုရပါပုံမှုအရှိန်ဟုတ်မြင့်တက်လာနေတယ်လို့ပြောခဲ့ပါတယ်။ဒါပြင်ဒိုင်းရင်သားမျိုးနွယ်စုဝင်တွေဟာအရေးလိုတခိုင်မှုတွေကိုစုံစုံခန်းစားရလိမ့်ရှိကြောင်းအကြံပတ်အာနာသိန်းစစ်တပ်ဟာဖန်စီထိမ့်သိမ်းထားတဲ့ရက်သားတွေပေါ်နှိမ့်ဆက်တာလိမ့်မိုင်းဆိုင်ရာအကြံပတ်တာတွေကျူးလွန်ခဲ့တဲ့ဆိုတဲ့ထောက်ထားတွေကိုလည်း IMMM ကရရှိထားတယ်လို့သူကဆိုပါတယ်။အဲဒီမှာကျူးလွန်သူတွေရောအဲ့ဒီစစုပ်စရာလုံရက်တွေအတွက်အမိန်ပေးခဲ့တဲ့စစ်ဦးစီးတွေကိုပါ IMMM ကစုံစမ်းသိရှိထားပြီလို့ကွန်ဂျီယန်ကဆိုပါတယ်။ သူကစစ်တဟာပြည်သူလူထုကိုချိန်ချောက်တဲ့အဓိပ္ပာယ်နဲ့ဂုဏ်မြတ်တာတွေကျောင်းနေစေယုံနေနဲ့ဘာသာရေးအဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေလှုံ့ဆော်ကြတယ်လို့လည်းဆွဆွဲခဲ့ပြီးအထူးသဖြင့်လေကြောင်းကနေဘုံကျဲမှုတွေကိုရှိန်မြင့်အသုံးပြုလာနေတယ်လို့လည်းထောက်ပြပါတယ်။လက်ရှိအာရကတက်တော် AA နဲ့စစ်တပ်ကြားတိုက်ပွဲတွေပြင်းထန်ရနေရရခိုင်ပြည်နယ်မှာတော့ပြည်သူတွေဟာဆင်းရဲနွမ်းပါမှုနဲ့အတူငမော့မှုဘေးဆိုးတွေနဲ့ပါရုန်းကန်နေရတယ်လို့သူကဆိုပါတယ်။နောက်ပြီး IIMM မှာရခိုင်ပြည်နယ်ထဲမှာပြည်သူတွေကိုပြစ်မှတ်ထားတဲ့ဒရုန်းတိုက်ခိုက်မှုတွေ ခွန်မြတ်မှုမရိမှုဉာဏ်မှနေဆက်မှုလူသားချင်းစာနာမှုထောက်ပံ့နေကိုပိတ်ပင်တားဆီးမှုဖြစ်စဉ်တွေကိုလည်းမှတ်တမ်းယူဇယင်းပြုစုနေတယ်လို့ကွန်ဂျီယန်ကယခုသတင်းပတ်အစောပိုင်း UN ထွေထွေညီလာခံစည်းဝေးမှာတင်ပြခဲ့ပါတယ်။ဒါပြင်မြန်မာလူခွင့်ရေးဆိုင်ရာ UN ရဲ့ထူကိုဆလဲတွင်ဒရူးကလည်းလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာပိုပိုပြီးတော့ဆိုးဝါးလာနေတယ်လို့လူပေါင်း22တန်းနီးပါးလောက်ဟာလည်းအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ပြောကြားခဲ့ပါတယ်။ နဝီပြည်သူစားကြောက်တန်းလာဟာစားလောင်မိုးတိမ်မှုဒဏ်ကိုအပြင်းထန်ခံစားနေရတယ်လို့လည်းသူကသတိပေးခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လအတုန်းကမြန်မာနိုင်ငံလေပိုင်းမှာလောက်ကက်ခဲ့တဲ့ငလျင်ကြီးကြောင့်လူတွေထောင်ထဲချီတည်ဆုံပြီးဒိန်းတဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းဒီချိန်မှာစစ်တပ်ဟာတဘာဝဘေးတင်ပြည်သူတွေကိုကူညီရမယ်ဆိုအစိုးရဆုံးလူသားရေးရာအချက်တဲတခုဖြစ်လာအောင်ရည်ရွယ်ချက်ရှိဒွန်းပိုးခဲ့တယ်လို့တိုဝင်ဒရုကဆိုပါတယ်။ဒါပြင်ပြည်သူတွေအကြိုက်ရိုက်နေတဲ့အချိန်မှာအချမ်းဘတ်စစ်တပ်ကလူသားချင်းစာနာမှုအကူအညီတွေကိုပိတ်ပင်တော့ အကူအညီပေးသူတွေကိုချိန်ချောက်တာလူငယ်တွေကိုစမှုထမ်းကိုင်းဖို့အတင်းကျပ်ဖမ်းဆီးတာတွေလှုံ့ဆော်ရင်ရေနဲ့သူ့ကိုဝါကူထိုးခဲ့တယ်လို့သူကပြောဆိုပါတယ်။ဒါပြင်ကွန်ဂျီယန်က IIM ဟာဗန္နာရေးချက်တဲကြောင့်ဂျွမ်ချင်းသူအပါဝင်ဝန်ထမ်းအင်အားဒုံပုံတပုံလောက်ကိုရှင်းချခဲ့ရပြီးအဲ့ဒီဂျိုးဆက်နေနဲ့ပြစ်မှုဂျိုးလုံးသူတွေကိုတာဝန်ယူမှုတာဝန်ခံမှုရှိရှိအပြည့်ပေးဖို့နိုင်ငံတကာအာထုံးမှုတွေကိုအားရော့သွားစေနိုင်တယ်လို့လည်းသတိပေးခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံကပြည်သူတွေတော့ရှင်းရှင်းလင်းလင်းပေးပို့ဖို့လိုအပ်တဲ့သတင်းစကားကတော့ အခုကဘာကြီးဟာရသားတွေပေါ်ပြင်းမှုကျိုးလွန်နေတဲ့ဖြစ်ရက် တွေကိုမြက်ခွဲပြုတ်မထားဘူးဆိုတာအတိပေးဖို့ဖြစ်တယ်လို့သူကပြောဆိုပါတယ်။ဒါပြင်မြန်မာနိုင်ငံဆိုင်ရာ UN ရဲ့ထူးခိုးစလဲဂျူလီဘီရှော့ကလည်းယခုစတက်ကတပတ်သက်ဆုံးဖြတ်ချက်နဲ့ဂျင်ပါဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကြောင့်လည်းပုံပြီးတော့ဂျန်းနတ်နဲ့အခြေအနေတွေမတည်ငြိမ်မှုတွေဖြစ်လာစေတယ်လို့ဆိုပါတယ်။နောက်ပြီးအတိုက်ခံအင်အားစုတွေကလည်းယခုရွေးကောက်ပွဲဟာတရားမဝင်ဘူးလို့တမန်ညင်းဆိုထားကြောင်းရွေးကောက်ပွဲတခုဟာအကျိုးဆက်တွေကိုကြီးဖို့လိုအပ်ပြီး လူရဲ့အတက်တွေပြုံးတီးတဲ့ဥတည်မှုစီမသွားတင်ဘူးလို့မှတ်ချက်ပေးသွားခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကမလူပါဖာခေါက်ခွန်ရရှိအပါဝင်ခုနှစ်ဦးကိုအာဂတိမှုနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။စကိုင်းတိုင်းကမ်ဘလူမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဗန္ဓာရေးဌာနကအခေါက်ခွန်ရရှိအပါဝင်ခုနှစ်ဦးဟာအာဂတိလိုက်စားမှုတွေရှိနေတာကြောင့်ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့သိရပါတယ်။တို့ရမှာအခေါက်ခွန်ရရှိမြင်းကြော်ခေါ်အာခိုင်အပါဝင်ခုနှစ်ဦးကို အခွန်တော်အဖွဲ့ဝင်ငွေကြေးလွယ်သုံးစားပြုလို့မှုလုံပိုင်းကွင်အာနာအအုံပြူမလျော်ဩစာပြုလို့မှုမျိုးနယ်ပါအဖတစိစီအတူပြုလို့မှုတတိကံပစ္စည်းများဖျောက်ပြတ်မှုအကြံဘတ်စကောင်းစီထောက်တိုင်းနေနဲ့ဆက်သွယ်မှုတွေကြောင့်ပြီးခဲ့တဲ့အော်တိုဘားလာစနေရနေ့ကဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ကံဘလူမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ပါအဖရဲ့ဗန္ဒာရေးဌာနအောက်မှာရှိတဲ့အဖွဲ့ပါ။အခုသူတို့တွေရဲ့အာဂတိမှုတွေအလွယ်သုံးစားမှုတွေကိုစစ်ဆေးနေတာမှန်ပါတယ်။အချိန်တော်တော်ကြာလေးလာပြီးကမှဖမ်းဆီးခဲ့တာပါလို့ ဂမ်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့နေဆက်သူကပြောပါတယ်။ဒါပြင်မြေပြင်ခြေနေရစပတ်ဆိုင်ရာခရိုင်ကိုကဲရေးတာဝန်ရှိသူတွေတရင်တပွဲတွေနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးတော့စစ်စေးပေါပေါချက်တွေအရအရပတ်တရားစီရင်ရေးသူလွှဲပြောင်းရေးယူဆောင်ရွက်နေတယ်လို့လည်းဂမ်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီအခေါကွန်အရာရှိကဒေါ်လန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကနေတရံစာတားနဲ့လမ်းမဆက်သွယ်ရေးကဏ္ဍတွေအပြင်၎င်းကိုသဆိုင်ရဝန်ကြီးဌာနရဲ့တရားဝင်တတ်မှတ်ချက်အရ ခေါက်ခန့်ရရှိတဲ့ဗန္နာငွေကိုဗီဒိုချုပ်ရေးအဖွဲ့ဗန္နာရေးတာဝန်ခံစီအနိုင်ရတာပါဒီမှာခေါက်ခွန်ရရှိမြင်းကျော်အပါဝင်ခုနှစ်ဦးသာအကြံဘတ်ဆဲဟုစုနဲ့ဆက်ဆံခဲ့တယ်လို့ငွေကြေးမြောင်များကိုလည်းလွဲသုံးစားလုပ်ခဲ့တယ်လို့ကမ်ဘလူဒေတာကန်တအူးကပြောပါတယ်အခုပြဿနာတွေကအများကြီးရှိပါတယ်ဒေါ်လာရေးကိုနှောင့်နှေးစေပြီးတော့လူတို့ကိုတိုက်ရိုက်ထိခိုက်စေတဲ့ပြဿနာတွေကိုတော့ချက်ချင်းရှင်းလင်းတာကောင်းပါတယ်လို့သူကမှတ်ချက်ပြုပါတယ်လက်ရှိကမ်ဘလူမြို့နယ်ထဲမှာစကားဆစကြောင်းတွေကလည်းရှိနေပြီး ရွာတချို့မှာစည်ရေးတင်းပါတဲ့အခြေအနေတွေဖြစ်နေတယ်လို့လည်းသတင်းရရှိပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးဒီနားဆင်ကြတဲ့သတင်းပေးသံများကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လိုင်းဖက်တော်သားများရဲ့သတင်းများနဲ့အတူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။